OBBF Champion လူပဲလဲကြည့်မြောက်10မိနစ်နဲ့34စက္ကန့်မှာမီယာတာကဂျော့ကောင်နာကိုအသုံးချကာ Champion ကိုအလဲထိုးပြီး OBV ရဲ့ Champion အသစ်ဖြစ်သွားပါရင်မီယာတာရဲ့လက်သီးတွေအသက်ဝင်နေခဲ့တဲ့ဆိုတာသူ့အဖေကလည်းမြင်လိုက်ရပြီးအဲနောက်တော့ Champion ခပတ်ကိုခါမှပတ်ထန်နိုင်ခဲ့ပါရင်ချေကုံလက်ပန်းကြခဲ့ပြီးမှခပတ်ကိုရယူနိုင်ခဲ့ပေမဲ့လည်းဒီအောင်မြင်မှုကအီဘိုအမိလိုက်နိုင်စီတော့မှမို့မီယာတာအတွက်အဓိပ္ပာယ်ရှိတဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါရင်အီဘိုကတော့မီယာတာဟာသူ့ကိုကြော်တက်သွားပြီလို့တောင်ခံစားနေရပြီး သူကမီယာတောက်ကိုအမြဲတမ်းလေးစားအားကြားခဲ့ရတယ်ဆိုပေမဲ့လည်းအခုတော့ OBV ရချန်ပီယံလူဖို့အချိန်ကျပြီဆိုတာသဘောပေါက်လိုက်ပါရင်မီယာတောက်ကလည်းဤဖို့အသင်းဆောင်နေမှာမို့အချိန်မရွေးလာခဲ့ဆိုပြီးပြောနေခဲ့ပါရင်အဲ့နောက်မီယာတောက်ကိုအတင်းအင်တာဗျူးရှင်နေကြတဲ့သတင်းထောက်တွေကိုနှင်ထုတ်လိုက်ပြီးစာကားကူချီယာသူ့အတွက်သုံးစားလို့မရတော့တဲ့အာနီကိုထားခဲ့ပြီးထွက်သွားတဲ့အကြောင်းဖူဂျီကပြောပြလာပါရင် အာနိကရှောက်လန်းမမီယာတာကိုစောင့်နေခဲ့ပြီးသူ့ရဲ့ပါဝါလက်သီးတွေကိုဘာကြောင့်တောက်ခံနိုင်ခဲ့ရလဲဘယ်အရာကများမီယာတာကိုတွန်းအားပေးနိုင်ခဲ့ရလဲလို့မေးပါရင်းအာနိဟာသူ့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေမှိမ့်နေခဲ့ပြီးဖြစ်ပြီးအမိမျက်စိဒီအတိုင်းပြန်မသွားခြင်းပဲမီယာတာရဲ့အဖြစ်ကိုသိကျင်နေပါရင်း မီယာတာကဂတိတစ်ခုကြောင့်ဒီပွဲကိုအောင်မြင်အောင်လှုပ်ရှင်ခဲ့တာဖြစ်ပါလိမ့်သူ့ရဲ့အဖြေကအာနီကိုစိတ်ကျေနပ်စေမယ့်အဖြေမျိုးမဟုတ်ပဲသူ့ရဲ့ခေါင်းမခြင်းတွေကြောင့်ပဲတောက်ခံနိုင်ခဲ့တယ်လို့ဖြေပါလိမ့်ခေါင်းမရှင်လေးနဲ့ပါဝါလက်သီးတွေကိုတောက်ခံနိုင်ခဲ့တယ်လို့ပြောတော့အာနီလည်းမှင်သက်သွားပေမဲ့အတိတ်ဘက်ရှိရလို့ခံစားမိပါလိမ့်အဲဒါကြောင့်အာနီကသူ့နိုင်ငံစီပြန်ရောက်ရင်ဂျပန်လူမျိုးတွေဘလောက်ခေါင်းမလဲဆိုတာပြန်ပြောပြပေးမှဖြစ်ပြီးစာကားကူချီကလည်းမီယာတာကိုလက်စားချေဖို့အတွက်နောက်ထပ်တန်မာတဲ့ပေါက်စားတွေလွတ်လိုက်အောင်မှဖြစ်လို့ခရူးဆိုင်ဖို့မှာပါလိမ့် မီယာတာက အာနိစီကနေယူခဲ့တဲ့ခပတ်ကိုဘသူစီကိုမှအပါခံမှာမဟုတ်ဘူးလို့ပြောတော့အာနိကလည်းသဘောကျသွားပြီးသူ့ရဲ့အုတ်ထုပ်ကိုလက်ဆောင်ပေးခဲ့ပါတယ်။မီယာတာကဒီလိုနေရာကိုရောက်ဖို့အီဘိုနဲ့ရှင်နိုင်ဖို့ကြိုးစားခဲ့ရတာဖြစ်ပြီးအခုတော့ OBV ရဲ့ချန်ပီယံအနေနဲ့ဂျပန်နိုင်ငံရဲ့အကောင်ဆုံးချန်ပီယံအီဘိုကိုရှင်းဆိုင်သွားဖို့ဆုံးဖြတ်ထားပါတယ်။ပွဲပြီးသွားတဲ့အချိန်မှာတော့အီဘိုရဲ့အုပ်စုကတော့မီယာတာရဲ့အားရစရာကောင်းတာထိုးချက်တွေကိုချီးမွမ်းပြောဆိုနေကြပါတယ်။ ဒီဘွဲကသူတို့ရဲ့စိတ်ဓာတ်တွေကိုနှိုးဆွစေခဲ့ပြီးတခါမျိုးရကနောက်တစ်ခါကျရင်ငါအလဲပဲလို့ပြောလာခဲ့ပါတယ်အရင်တော့မဂဇင်းတွေထဲမှာမီယာတာက OBV ရဲ့ချန်ပီယံဖြစ်လာပြီးချန်ပီယံအီဘိုကပထမဆုံးခပတ်ကာကွယ်နိုင်ခဲ့တဲ့သတင်းတွေအပြင်တခါမျိုးရကဂျူနီယာမီတယ်ဝိတ်ကမ္ဘာအဆင့်နဲ့ပေါင်းစားဖို့တုံးကြီးမြောင်မှာအလဲထုံနဲ့အနိုင်ယူခဲ့ပြီးတော့ကမ္ဘာအဆင့်တစ်ဖြစ်လာတဲ့အကြောင်းတွေပါဝင်လာခဲ့ပါတယ် တခိုင်မူလာကကမ္ဘာချန်ပီယံကိုစိန်ခေါ်ရတော့မှဖြစ်ပြီးတဖက်ကကမ္ဘာအဆင့်ဖေဒါဝိတ်တန်းမှလည်းဒါတရချန်ပီယံကိုစိန်ခေါ်ထိုးသက်သွားမှဖြစ်ပါသည်အဲဒါကြောင့်ခေတ်သစ်ဂျပန်ဘောက်စင်းလောကကြီးဟာတဖြည်းဖြည်းနဲ့ဆိတ်လုရှာဖို့ကောင်းလာခဲ့ပါပြီမာရီကအီဘိုးကိုအနိုင်ယူပြီးနောက်ကမ္ဘာချန်ပီယံကိုစိန်ခေါ်သွားမဲ့ဒါတရအတွက်မှတ်ချက်ပေးဖို့အီဘိုးကိုပြောပါသည် အီဘိုကလည်းသူ့ရဲ့လက်သီးတွေကပေါ်သေးရဆိုပြီးပြောသွားခဲ့တဲ့ဓာတဲဟာတမန်လွန်းနာကြောင့်ဘလို့ပြိုင်ပွဲမျိုးကိုမဆိုအနိုင်ယူနိုင်လိမ့်မယ်လို့ဖြေပါသည်။ချန်ပီယံလူပွဲမှာတုန်းကဓာတဲဟာအီဘိုရဲ့ပါဝါလက်သီးတွေကိုလမ်းကြောင်းပြောင်းပြီးရှောင်ပြသွားခဲ့တဲ့အပြင်သူ့ရဲ့ cross group နှလုံးထိုးချက်နဲ့အီဘိုအလဲထိုးပေးခဲ့တာဖြစ်ပါသည်။အဲဒါကြောင့်အီဘိုကဓာတဲအနိုင်ရမှလို့ယုံကြည်ထားပေမဲ့ဓာတဲရင်ဆိုင်ရမယ့်ကမ္ဘာချန်ပီယံရီကာဒိုမာတီနက်က62ပွဲထိုးလာပြီး62ပွဲလုံးကိုအနိုင်ရထားက58ပွဲက KO ဖြစ်ပါသည်။ ပြည်သူလူနဲ့စာရင်းတွေရရှိထားတဲ့မက္ကဆီကိုနိုင်ငံရဲ့သူရဲကောင်းတစ်ယောက်ဖြစ်ပြီးမက္ကဆီကိုနိုင်ငံသားတွေကသူတို့ရဲ့တံမတားကိုသိချင်မှသိမယ်ရီကာရိုကိုတော့ကလေးကအစာသိရလို့အာဟောခီယာပြောပြပါရင်အဲ့ဒါအပြင်ဟိုးအရင်တုန်းကဓာတဲဟာရီကာရိုကိုတခါရှောင်းငဲ့ပြီးသားဖြစ်တာကြောင့်စိုးရိမ်စရာတွေရှိနေပြီးရီကာရိုဟာသူ့ရဲ့ကမ္ဘာချန်ပီယံနေရာကိုစက္ကန့်၅ကြိမ်အောင်ကာကွယ်ထားနိုင်ခဲ့ပါရင်ဂျပန်နိုင်ငံအတိအမတ်ပြုတဲ့ကမ္ဘာချန်ပီယံပွဲစဉ်တွေက WBA နဲ့ WBC နှစ်မျိုးရှိပြီးဒါတဲ့သရီကာဒိုကိုရှောင်ပြီးတော့ WBC ဘက်သွားမယ်ဆိုရင်အခု ွင့်အရေးပေါ်များတဲ့အကြောင်းတခိုင်မူရကပြောပြပါသည်။ဒါပေမဲ့ဒါတဲကတော့လွန်ခဲ့တဲ့9နှစ်တုန်းကတခါရှုံးခဲ့မှုရဲ့ရီကာတို့အနောက်ကိုလိုက်နေခဲ့တာဖြစ်ပါသည်။ဒါတဲဟာလည်းအသက်30အဖိုးကြီးဖြစ်နေပြီမို့သူ့ရဲ့အမေသက်တစ်ခုကိုဖယ်ရှားဖို့ဒါကနောက်ဆုံးအခွင့်အရေးပဲလို့ခင်မူရကပြောပါသည်။ဒါတဲဘက်ကကြီးမဲ့ဆိုရင်လည်းသူ့ရဲ့အရေးအချင်းတွေယုံကြည်မှုတွေကိုပို့ပြီးသားမလာအောင်တိစောက်ခဲ့တာဖြစ်လို့ရီကာတို့ကိုအနိုင်ယူပြဖို့ယုံကြည်ရက်တွေရှိနေနိုင်ကြောင်းတခါမူရကပြောပါသည်။ အဲ့ဒါကြောင့်ဤဘိုကဒါဒက်သရီကာဒိုကိုအနိုင်ယူနိုင်ပြီးကမ္ဘာချန်ပီယံဖြစ်သွားရင်သူ့ကိုအနိုင်ယူခဲ့တဲ့လူကကမ္ဘာချန်ပီယံဖြစ်သွားမှာဆိုပြီးပြောနေပါရင် ကဗတ်ချမ်ပီယံဆိုတာကဗတ်အတံမှာသုံးလူတယောက်ဖြစ်တာကြောင့်လက်ရှိကဗတ်အတံမှာသုံးရီကာဒိုကဘယ်လိုလူမျိုးလဲဆိုတာအီဘိုကအသိချင်မိနေပါလိမ့်အဲ့အချိန်နီးပြကြီးကကိုရန်ရှာဖွေလိုက်ဆိုပြီးပြောလာခဲ့ပါလိမ့်မကြာခင်မှာရီကာဒိုကဂျပန်ကိုရောက်လာတော့မှဖြစ်ပြီးသူအစံထိုးဖို့အတွက်ဂျပန်ဖက်တာဝိတ်ချမ်ပီယံအီဘိုကိုတောင်းဆိုထားပါလိမ့်အီဘိုရီကာဒိုကိုအနိုင်ယူနိုင်ဖို့မျှော်လင့်လို့မရပါပဲကဗတ်အတံမှာသုံးဖောက်စားကဘယ်လိုလူမျိုးလဲဆိုတာကိုရန်ကိုကြမြင်ရမှဖြစ်ကြောင်းနီးပြကြီးကပြောပါလိမ့်အီဘိုကလည်းရီကာဒိုရဲ့အာနေချက်အနေငယ်ကိုသာရှာနိုင်ရင်ဒါ ာတရအတွက်အထောက်အကူဖြစ်စေမယ့်အပြင်လက်ရှိသူ့ရဲ့အစွမ်းအစတွေကရီကာဒိုအပေါ်ဘလောက်အထိလှုပ်ပြနိုင်မလဲဆိုတာသိကျင်တာကြောင့်လက်ခံလိုက်ပါရင်နောက်တရမှာအီဘိုကဥမေဇာဝါရဲ့အလုပ်တွေကိုကူညီပေးနေပေမဲ့ဥမေဇာဝါကတော့အီဘိုဟာမကြခင်မှာကမ္ဘာချန်ပီယံနဲ့အဆန်းထိုးရအောင်မှာမို့ဘောင်းစင်လေးချင်းမို့ပြောနေပါရင်ဖောက်ဆက်ဦးလေးကြီးတွေကလည်းအီဘိုကိုအားပေးနေခဲ့ကြပြီးအီဘိုကကမ္ဘာချန်ပီယံရီကာဒိုဟာတမန်လုံးတယ်လို့ပြောပါရင် အရှောင်းမရှိသေးတဲ့ရီကာဒိုက62ပွဲအနိုင်ရထတာဆိုပေမဲ့လည်း73ပွဲအနိုင်ရရှိထားတဲ့အီဘိုထံ9သလောက်လေးပဲတာတာဆိုပြီးဦးမေသာဝါကအပိတ်နေပါရင် အဲ့ဒါကြောင့်လူ၅ယောက်နဲ့ထိုးရမယ့်အတိုင်းသဘောထားလိုက်ရင်လူ၅ယောက်ရဲ့ထိုးချက်တွေကိုအီဘိုခံရမှာဖြစ်ပေမဲ့တယောက်ကတော့အမီအရထိုးနိုင်ပါလိမ့်မယ်။အဲ့အတိုင်းသားဆိုရင်ရီကာဒိုက၅ချက်ထိုးရင်ကိုဘက်ကနေတစ်ချက်လောက်တော့ထိုးနိုင်မှာဆိုပြီးဦးမေသာဝါကပြောပါရင်အီဘိုကအဲ့လောက်မလွယ်ကူရတဲ့အကြောင်းပြောပြမိလေဂျပန်ချန်ပီယံကြီးအီဘိုရဲ့အကန့်အသတ်ကိုကျော်လွန်နိုင်တဲ့ပါဝါလက်သီးတွေကဂျပန်ချန်ပီယံလဲကျသွားစေမှာဆိုပြီးဦးမေသာဝါကယုံကြည်ထားပါသည်ဂျပန်လေဆိပ်ဘက်မှ WBA Featherweight ချန်ပီယံကြီးရီကာဒိုကသူ့ရဲ့နာမည်ကြီးထရိုင်နာနဲ့အတူရောက်ရှိလာခဲ့ပြီးဖြစ် everybody. ရီကာဒိုနဲ့အဆန်ထိုးရမယ့်အီဘိုကလည်းနီးပြကြီးနဲ့အတူထွက်လာခဲ့ပြီးဖြစ်ပြီးအီဘိုကသူ့ရဲ့တာမန်မှုဆန်းသချင်းပင်ပဲလက်ဂျန်ဒရီပေါ့သားကြီးကိုရှင်နိုင်ဖို့ကမဖြစ်နိုင်သေးကြောင်းနီးပြကပြောပါရင်ဒါပေမဲ့တစ်ချက်လောက်ထီအောင်ပြစ်ကြွေးလိုက်ပြီးကိုယ့်ရဲ့ဂုံကိုထုတ်ဖော်လိုက်ဖို့ပြောပါရင်အီဘိုရဲ့လက်သည်တစ်ချက်လောက်သာထီခဲ့မယ်ဆိုရင်ကမ္ဘာချန်ပီယံလည်းအထိနာသွားမှာဖြစ်ပြီးတမန်နေရာကိုရောက်တဲ့အခါသတင်းတော့ဖူဂျီအပြင်ဒါတက်ရဲ့နီးပြကလည်းထောက်လန်းမှုရောက်နေပါသည်အီဘိုဒီကိုမရောက်ခင်ရီကာဒိုကအခြားပေါ့သားတွေနဲ့အဆန်ထိုးနေခဲ့ပေမဲ့ရီကာဒိုကိုဘယ်သူမှမထီနိုင် ဖြစ်နေကြရပါသည်။အီဗိုကသူနဲ့ရီကာဒိုတို့ရဲ့ကိုလွန်ကိုထဲတိတ်မကွာသလိုရီကာဒိုကလည်းလူသားတစ်ယောက်ပဲမို့ရဲတင်းစွာတိုက်ခိုက်ဖို့သုံးပြထားပါသည်။အဲ့နောက်အီဘိုကဂျိုးဝိုင်းနဲ့ဝင်သွားခဲ့ပြီးရီကာဒိုရဲ့နှီးပြကကမ္ဘာအဆင့်အတန်းကဘာလဲဆိုတာပြပစ်လိုက်ဖို့ပြောနေပါရင် နီးပြကြီးခါမူကာဝအတွက်တော့သူတပက်ကကဘာချန်ပီယံနဲ့တိုက်ခိုက်တော့မှဖြစ်လို့စိတ်လှုပ်ရှားနေရပါသည်ပွဲစားတဲ့ဟာနဲ့အီဘိုကလှင်မြန်စွာတိုးဝင်သွားပြီးနန်ယိုးကိုထိုးဖို့လုပ်ပေမဲ့ရီကာဒိုကတိနေပြီးကာထားတာကြောင့်အနောက်ပြန်ဆုတ်လိုက်ရပါသည်ပီကဘူးစတိုင်နဲ့ခန္ဓာကိုယ်ကိုရိမ့်ထိုးပြီးတိုက်စစ်ထိုးပေမဲ့ရီကာဒိုကကောင်းတာထိုးပစ်လိုက်ပါသည်အထိုးခံလိုက်ရတဲ့အီဘိုလည်းဘယ်လိုအထိုးခံလိုက်ရလဲဆိုတာမသိလိုက်ပဲရီကာဒိုရဲ့ထိုးချက်တွေကအီဘိုမျက်နှာကိုဇက်တိုက်ထိလာခဲ့ပါသည် ရီကာဒိုကပခုံးတဲ့တံတောင်စေးတွေကိုမှတ်လို့ရှာပဲတဆက်ထဲထိုးနေကြဖြစ်လို့အီဘိုအတွက်ခံမှန်းလို့မရပဲအထုခံနေရတာဖြစ်ကြောင်းနီးပြကြီးကပြောပြပါရင်းအီဘိုကခံနိုင်ရေးအကောင်းမြင်မယ်ရီကာဒိုရဲ့ဘယ်ဘယ်လက်တစ်ဖက်ထဲကြောင်းမျက်နှာတစ်ခုလုံးနှီးရဲနေရပြီဖြစ်ပါရင်း ဒီအတိုင်းသာအီဘိုဘာမှစမလုံးနိုင်တော့ရင်ဂျပန်ကိုစားပြုချန်ပီယံကြီးကကမ္ဘာချန်ပီယံကြီးရဲ့ဘယ်ဘက်လက်တစ်ဖက်တည်းကိုရှုံးနေရတော့မှာပါအဲဒါကြောင့်သူတို့နှစ်ယောက်ရဲ့ကွာခြားမှုကြီးမားဖို့အီဘိုတိလိုက်ရပြီမယ်လက်သီးတစ်ချက်လောက်ထိအောင်ထိုးဖို့လိုအပ်နေပြီးနီးပြကြီးကလည်းအီဘိုကိုယုံကြည်ထားပါသည်အဲ့နောက်အီဘိုကရီဂါတိုရဲ့ထိုးချက်တွေကိုကတ်ထားရင်သူ့ရဲ့အတွက်အကောင်သောအကွာအဝေးကိုရောက်တဲ့အခါဒမ်စီရိုးအသုံးပြုလာခဲ့ပါသည်အီဘိုတယောက်ဒမ်စီရိုးနဲ့အာရပါရထိုးဖို့လုပ်ပြီမယ်လေကမ္ဘာချန်ပီယံကြီးရီဂါတိုရဲ့လက်သီးတွေကအမြန်နှုံးနဲ့လှုပ်ရှားနေတဲ့အီဘိုရဲ့မျက်နှာကို ले ठोशा बिलाई बारी ဲ့ဒီထိုးချက်တွေကြောင့်ပဲအီဘိုလဲသတိလွတ်သွားခဲ့ပြီးရီကာဒိုကဂျပန်ကိုသာပြုတ်ချန်ပီယံလေးစားပေးတဲ့အနေနဲ့ပွဲကိုဒီလောက်နဲ့ပဲရပ်လိုက်ပါသည်အီဘိုသတိလွတ်သွားတာကြောင့်ရီကာဒိုကအီဘိုငင်ညာပေးခဲ့တာမို့နီးပြကြီးရကျေးဇူးတင်ကြောင်းပြောခိုင်းခဲ့ပါသည်နောက်ရက်တွေကျရင်မဂ္ဂဇင်းထဲမှာအီဘိုရဲ့သတင်းတွေပါလာတော့မှဖြစ်ပြီးအီဘိုကအဲ့ဒါကိုဂရုမစိုက်ပေမဲ့ရီကာဒိုနဲ့ကွာခြားမှုကြီးမှလို့လို့ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုပြီးဝမ်းနည်းနေပါသည်ဒီလိုမျိုးပစိဖိုက်ဒေတာဘက်မှာဒမ်စီရို၃နိုင်တဲ့အီဘိုကအဖြတ်ဆုံးအားလည်းရှိကြကြောင်းအနည်းအထားတစ်ခုမှရပ်တည်နိုင်ပါသည်ဒ ါပေမဲ့ရီကာဒိုအတွက်တော့ဘသူစီကဘယ်အရာကိုမှအထင်ကြီးစီရမရှိပဲဓာတ်တဲကိုလည်းကပတ်အစင်းကပါလဲဆိုတာထက်မှန်ပြသပေးသွားအောင်ပါပါ နောက်ရက်မဂဇင်းထဲမှာအီဘိုအသိခံခဲ့ရတဲ့သတင်းတွေပါလာခဲ့ပြီးဂျပန်ကိုစားပြုအနေနဲ့ချက်စရာကောင်းတယ်လို့တာခါမူရီယာကပြောပါရီအဲ့ဒါတွေထက်ရီကာဒိုနဲ့မကြခင်တိုက်ခိုက်ရတော့မယ့်ကိုလူမျိုးဓာတ်တဲကိုပို့ပြီးတော့တောင်းပန်သင့်တယ်လို့ပြောတာကြောင့်အီဘိုလည်းဓာတ်တဲစီထွက်သွားပါရီအဲ့ဒီမှာဒါတဲက OBV ရချဲ့ပြီးရမီယာတာနဲ့အစံထိုးနေပြီးမီယာတာရဲ့ထိုးချက်တွေကရီကာဒိုရဲ့ဘေဘက်လက်တီထိုးချက်တွေနဲ့ပုံစံတူနေတယ်အောင်မြင်လိုက်ရပါသည် ဒါတဲ့ကမီယာတာရဲ့ထိုးချက်တွေကိုရှောင်နိုင်နေကြမှုရီကတ်တို့ရဲ့ဘဲဘက်လက်တီတွေကိုလည်းရှောင်နိုင်လိမ့်မယ်လို့အီဘိုကတွေးမိပါသည်မီယာတာရဲ့အမြန်နှုန်းကပုံပြီးတော့တာပေမဲ့လည်းဒါတဲ့ကိုထိရောက်မထိုးနိုင်ပဲဒါတဲ့ကသူ့ရဲ့ထိုးချက်လေးတွေနဲ့လှလပပလေးအနံ့ယူပြလိုက်ပါသည် မီယာတာကဝိထိန်မထားပဲသူ့ရဲ့အကောင်ဆုံးပုံစံနဲ့တိုက်ခိုက်ခဲ့တာဆိုပေမဲ့ဓာတဲစီမှာလွယ်ကူစွာအလဲထိုးခွန်ခဲ့ရတာဖြစ်ပါသည်ရီကာဒိုကတမ်းမာလုံးနေသလိုဓာတဲဟာလည်းအရင်ကထက်တမ်းမာလာခဲ့ပြီဖြစ်တာကြောင့်အီဘိုကတော့ဘသူအနိုင်ရမလဲဆိုတာခံမှန်းရခန့်နေခဲ့ပါသည်အဲ့ရချိန်မီယာတာအပြင်မဲ့ထွက်လာခဲ့ပြီးသူ့အလဲထိုးခွန်ခဲ့ရတာကိုအီဘိုတွေ့သွားခဲ့တာကြောင့်စိတ်ကတိကဲအောင်ဖြစ်သွားပါသည်ဘာပဲဖြစ်ဖြစ်နှစ်ယောက်လုံးကသူတို့ထက်သာတဲ့ရီကာဒိုနဲ့ဓာတဲတို့ရဲ့အနိုင်ပိုင်းတာကိုခံခဲ့ကြရတာဖြစ်ပါသည်အဲ့ဒါကြောင့်သူတို့အနေနဲ့ OBV ရဲ့ချန်ပီယံတွေ ဂျပန်ကိုသာပြုတ်ချန်ပီယံတွေဖြစ်လာကြပြီဆိုရင်တော့600မဲ့လမ်းတွေကအများကြီးကျန်နေသေးကြအောင်သတိထားမိကြပါလိမ့်